အီရန်နိုင်ငံဟာဒီအပိုင်းတွေမှာစီးပွားရေးအကျပ်တဲနဲ့ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရပါတယ်။2018ခုနှစ်တုန်းကဒေါ်လာ1ဒေါ်လာကို real 9000လောက်ရှိခဲ့ပြီးမြေ2025ခုနှစ်အလယ်ပိုင်းရောက်တော့ real 9သိန်းကနေ8သိန်းထိဆယ်ဆလောက်တန်ဖိုးကျသွားတာကိုတွေ့ရပါတယ်။ဒီငွေကြေးတန်ဖိုးကျဆင်းမှုကစားသောက်ကုန်ဈေးနှုန်းတွေကိုအဆမတန်မြင့်တက်စေပြီးပြည်သူတွေရဲ့နေထိုင်ဘဝကိုထိခိုက်နေပါတယ်။လောက်ခလာတာတွေဈေးနှုန်းတွေနဲ့မလိုက်နိုင်တာကြောင့်အလုတ်လက်မဲ့နှုန်းကလည်းမြင့်တက်နေပြီးအထူးသဖြင့်လူငယ်တွေနဲ့အမျိုးသမီးတွေကြောင့်မှပိုဆိုးပါတယ်။စက်မှုလုပ်ငန်းတွေပြိုလဲနေတာရဲ့ လုပ်ငန်းငယ်တွေပိတ်သိမ်းရတာရေကစီးပွားရေးကိုပိုပြီးဖိအားပေးနေပါတယ်။ဒါကြောင့်ဒီနေ့မှာတော့အီရန်စီးပွားရေးအကြက်တဲဘာတွေဖြစ်နေလဲ။ဘာကြောင့်လဲ။ဘာဆက်ဖြစ်မလဲဆိုတာကိုသုံးသပ်တင်ဆက်ပေးသွားပါမယ်။ပိတ်ဆိုရေးယူမှုတွေကြောင့်တရားဝင်ကုန်သွယ်မှုတွေကလုံးဝရပ်ဆိုင်းလူနေပါဖြစ်နေပါတယ်။ဒါကြောင့်မှောင်ခိုစီးပွားရေးတစ်နှစ်ကိုဒေါ်လာ10ဘီလီယံလောက်တန်ဖိုးရှိပါတယ်။အဲဒီဟာနဲ့တရားမဝင်စီးပွားရေးလုပ်ငန်းတွေကကြီးထွားလာပါတယ်။လောင်စာစီနဲ့ငွေကြေးမှောင်ခိုဈေးကွက်တွေကလည်းငွေကြေးဖောင်းပွားမှုကိုပိုပြီးဆိုးရွားနေပါတယ်။ ဒါ့အပြင်အီရန်ဟာပိတ်ဆို့အေးအေးယူမှုတွေကိုရှောင်ရှားဖို့ Bitcoin လို cryptocurrency တွေကိုသုံးလာနေပြီး2024ခုနှစ်မှာ crypto ငွေကြေးလက်ပတ်မှုကဒေါ်လာ1ဘီလီယံလောက်ရှိခဲ့ပါတယ်။ဒါပေမဲ့ crypto mining လုပ်တာကြောင့်မီးပြတ်တောက်မှုတွေဖြစ်ပေါ်နေပြီးတာမန်ပြည်သူတွေအတွက်တော့ crypto တွေကလက်လန်းမမီသေးပါဘူး။အီရန်မှာကမ္ဘာစတုထအကြီးဆုံးရေနံတိုက်ရှိပေမဲ့နိုင်ငံရဲ့စီးပွားရေးကရေနံပေါ်လုံလုံကဲကဲမှီခိုနေတာကြောင့်ထိခိုက်ပေပါတယ်။ရေနံကရတဲ့ဝင်ငွေတွေကိုစစ်ရေးနဲ့ဒေတာရင်းမဟာမိတ်တွေကိုထောက်ပံ့ဖို့သုံးနေတာက စီးပွားရေးပြန်လည်တလန်ထူဖို့ကိုအဟန့်တားဖြစ်နေပါတယ်။ပိတ်ဆို့ရေးယူမှုတွေကရေနံတင်ပို့မှုကိုထိခိုက်စေပြီးနိုင်ငံတကာနဲ့ဆက်သွယ်မှုလည်းပြတ်တောက်နေတာကြောင့်စက်မှုလုပ်ငန်းတွေဆုံးရှုံးရတာရင်းနှီးမြှုပ်နှံမှုတွေလည်းခန်းခြောက်နေပါတယ်။ထောက်ပံ့ကြေးပေးတာတွေနဲ့အာဂရီလိုက်စားမှုတွေအထူးသဖြင့်အစိုးရနဲ့ဆက်ဆက်အဖွဲ့အစည်းတွေမှာလည်းနိုင်ငံရဲ့ဘတ်ဂျက်ကိုထိခိုက်စေပြီးငွေကြေးဖောင်းပွားမှုကိုပုံမြင့်တက်စေပါတယ်။1989ခုနှစ်အစ္စလာမ်ရဲ့ဒေါ်လာရေးနောက်ပိုင်းပေါ်ပေါက်လာတဲ့စနစ်တစ်ခုကြောင့်အထက်တန်းလွှာလူနည်းစုတွေကအကျိုးခံစား권တွေရနိုင်ပြီး ကြံပြည်သူတွေကတော့ရုန်းကန်နေရသေးပါပဲ။ရာသီဥတုပြောင်းလဲမှုကြောင့်မိုးခေါင်ရေရှားတာတွေကစိုက်ပျိုးရေးနဲ့ကျေးလက်ဒေသတွေကိုထိခိုက်စေပြီးမြို့ပြကိုပြောင်းရွှေ့နေထိုင်မှုတွေကမြို့တွေကိုဝင်ပိစေပါတယ်။အလုလက်မဲ့ဘွဲရတွေနဲ့အိမ်ယာရှားပါးတာတွေကလူငယ်တွေကိုစိတ်ပြက်အားငယ်စေပြီးဆန္ဒပြမှုတွေပိုများလာစေပါတယ်။အီရန်ဆိုရအနေနဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေဥပမာထောက်ပံ့ကြေးတွေဖြတ်တောက်တာအာဂရီလိုက်စားမှုတိုက်ဖြတ်တာနဲ့စီးပွားရေးကဏ္ဍဆောင်တိုးချဲ့တာတွေဥပမာဤပညာခရီးသွားလုပ်ငန်း စိုက်ပျိုးရေးကိုလှုံ့ဆော်မှုလိုပါတယ်။နိုင်ငံကဆက်ဆံရေးကောင်းမွန်လာမယ်ဆိုရင်စီးပွားရေးလည်းတိုးတက်လာနိုင်ပွဲရှိပေမဲ့နိုင်ငံရေးတင်းမာမှုတွေကတော့ကြီးမားတဲ့အတားအဆီးတွေဖြစ်နေသေးပါပဲ။အီရန်မှာကမ္ဘာစတုထအကြီးဆုံးရေနံတိုက်ရှိပြီး2024ခုနှစ်မှာတနည်းကိုရေနံစီ3.2တန်းလောက်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ရေနံကနေ2024မှာဒေါ်လာ18ဘီလီယံရခဲ့ပေမဲ့ဒါကမလုံလောက်သေးပါဘူး။2025ခုနှစ်အလယ်ပိုင်းမှာရေနံဈေးနှုန်းတက်စီကိုဒေါ်လာ80ကနေ85ကြားပဲရှိနေတာကြောင့် အစိုးရရဲ့ဘတ်ဂျက်ရည်မှန်းချက်ဒေါ်လာ80ထက်နည်းနေပါတယ်။ဒါအပြင်ကမ္ဘာစားသောက်ကုန်စည်နှုန်းတွေမြင့်တက်နေတာရဲ့အီရန်ကဂျုံ60ရာခိုင်နှုန်းကိုတင်သွင်းရတာရဲ့ကြောင့်ပြဿနာပိုကြီးလာပါတယ်။ရေနံဝင်ငွေရဲ့တစိမ့်တစ်ပိုင်းကိုစစ်ရေးနဲ့ဒေတာရင်းမဟာမိတ်တွေကိုထောက်ပံ့မှုသုံးဆွဲနေတာကြောင့်တာမန်ပြည်သူတွေကတော့ဘာမှမရကြပါဘူး။ရေနံပေါ်လွန်ကဲသွားမှီကိုနေတာကြောင့်အီရန်ဟာစီးပွားရေးအရာထိခိုက်လွယ်ပြီးပိတ်ဆို့ရေးယူမှုတွေကြောင့်တခြားကန္နာတွေဖွံ့ဖြိုးဖို့အခွင့်အလမ်းနေပါခဲ့ပါတယ်။အမေရိကန်နဲ့သူ့မဟာမိတ်တွေရဲ့ပိတ်ဆို့ရေးယူမှုတွေကြောင့် ီရန်ကကမ္ဘာပံစနစ်နဲ့ဆက်ပြက်ပြီးရေနံတင်ပို့မှုနဲ့နိုင်ငံခြားချင်းနှိမ့်ဖြုန်နှံမှုတွေတိတိတသားကျဆင်းသွားပါတယ်။2024ခုနှစ်မှာနိုင်ငံခြားချင်းနှိမ့်ဖြုန်နှံမှုဟာဒေါ်လာ1ဘီလီယံအောက်ရောက်သွားခဲ့ပါတယ်။ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေလည်းဘန်ချင်းဝင်မရကြတော့ဘဲအလောက်ကင်တွေပျောက်ဆုံးခဲ့ပါတယ်။အစိုးရကထောက်ပံ့ကြေးတွေပေးပေမဲ့ဒါဟာရေနစ်နေတဲ့သင်္ဘောကိုရေခတ်ထုတ်နေတာနဲ့တူပါတယ်။ထောက်ပံ့ကြေးတွေကတစ်နှစ်ကိုဒေါ်လာ80ဘီလီယံကုန်ကြပြီးဘတ်ဂျက်ရဲ့တစ်ဝက်လောက်ရှိနေတာကြောင့်အစိုးရကထိန်းထားဖို့ခက်ခဲနေပါတယ်။ရေနံဝင်ငွေကျဆင်းတဲ့အခါငွေချေးတာဒါမှမဟုတ် ပတ်စံရိုက်နှိပ်တာကြောင့်ငွေကြေးဖောက်မှမှုပိုတက်လာပါတယ်။2010ခုနှစ်မှာလောင်စာဆီထောက်ပံ့ကြေးဖြတ်တောက်ဖို့ကြိုးစားခဲ့ရမှာစန္ဒပြမှုတွေနဲ့သေဆုံးမှုတွေဖြစ်ခဲ့ဘူးတာကြောင့်အခုခေါင်းဆောင်တွေက ထောက်ပံ့ကြေးတွေကိုမထိရဲကြတော့ပါဘူး။ပိုဆိုးတာကတော့အာဂတိလိုက်စားမှုပါ။အစိုးရနဲ့ Revolutionary Guard နဲ့ဆက်ဆက်နေတဲ့အထက်တန်းထွာတွေကပြည်သူအတွက်ရည်ရွယ်တဲ့ဘီလီယံပေါင်းများစွာသောငွေတွေကိုမျိုးချနေကြပါတယ်။စေဝါထောက်ပံ့ကြေးတွေလက်ဖက်ချောက်သွင်းကုန်ရန်ပုံငွေတွေပျောက်ကွယ်သွားတာမျိုးတွေရှိခဲ့ပါတယ်။လောင်စာဆီမှောင်ခုံမှုကလည်းကြီးမားတဲ့အပေါက်တစ်ခုပါပဲ။ နိုင်ငံတော်နဲ့ချိတ်ဆက်ထားတဲ့ဖွဲ့စည်းတွေကအဓိကလုပ်ငန်းတွေကိုထိန်းချုပ်ထားပြီးအခွန်သက်သာခွင့်တွေရနေချိန်မှာအသေးစားလုပ်ငန်းတွေကတော့အခွန်အပြည့်ပေးနေရပါတယ်။ဒါတွေကြောင့်တာမန်ပြည်သူတွေရဲ့ယုံကြည်မှုဆုံးရှုံးနေရပါတယ်။1989ခုနှစ်အစ္စလာမစ်တော်လှန်ရေးနောက်ပိုင်းနိုင်ငံပိုင်သိမ်းတဲ့စနစ်ကြောင့်နိုင်ငံတော်ထိန်းချုပ်မှုကဖြုံတိမှုတွေနဲ့စွမ်းဆောင်ရည်နှဲပါမှုတွေစီဦးတည်စေခဲ့ပါတယ်။အချိန်ကြာလာတာနဲ့အမျှနိုင်ငံရေးသမားတွေဘာသာရေးခေါင်းဆောင်တွေနဲ့စစ်တဲ့အရာရှိတွေလိုအတွင်းလူအနေငယ်ကအာဏာကိုချုပ်ကင်ခဲ့ပြီးစီးပွားရေးရပ်တန့်နေချိန်မှာအမျက်အစွန်းတွေရယူခဲ့ကြပါတယ်။ ဒီခါမှာဆိုရင်အခြေအနေကိုလက်ရှိအတိုင်းထိန်းထားလို့သူများ ਨੇ ပြုပြင်ပြောင်းလဲရေးလူလားသူတွေကြားအာနာလွန်ဆွဲပွဲကလည်းစီးပွားရေးမတည်ငြိမ်မှုရဲ့အဓိကအကြောင်းရင်းပါအဲ့ဒီအချိန်မှာမထရာရေးသားတွေမျိုးစုံနေကြတဲ့သူတွေကသူတို့ရဲ့အာနာဆုံးရှုံးမှုကိုကြောက်တာကြောင့်ပြုပြင်ပြောင်းလဲမှုတွေကိုပိတ်ဆို့နေကြပါတယ်ရာသီဥတုပြောင်းလဲမှုကြောင့်မိုးခေါင်ရေရှားတာတွေကစိုက်ပျိုးရေးနဲ့ကျေးလက်ဒေသတွေကိုထိခိုက်စေပြီးလူတွေကိုမြို့ပြကိုပြောင်းရွှေ့နေထိုင်ကြပါတယ်မြို့ကြီးတွေမှာလည်းရေရှားပါမှုတွေအလောက်ကန်ရှားပါမှုတွေနဲ့ရင်ဆိုင်နေရပါတယ် ီဟီရန်မှာအိမ်ငှားကတွေပြန်မြလာပါရဲ့တစ်ဝက်လောက်ရှိနေတာကြောင့်လူငယ်တွေအတွက်အိမ်တော်ပြုတ်ဖို့အိမ်မက်တွေနောက်ကျနေပါတယ်ပညာတတ်လူငယ်တွေအများကြီးရှိပေမဲ့အလုတ်လက်မဲ့ဘွဲရတွေများပြားပြီးအမျိုးသမီးတွေအတွက်အလုတ်ကင်ခွင့်လန်းကပိုရှားပါတယ်လူတွေကမိုးထောင်နေတဲ့ကုံစိမ်းနှုံးတွေနဲ့ရှားပါလာတဲ့အလုတ်ကင်တွေအတွက်အရင်ကတည်းကဒေါသထွက်နေကြတာပါ2019ခုနှစ်ကလောင်သာစီစင်းနှုံးတွေနဲ့2023ခုနှစ်ကစားတောက်ရှားပါမှုတွေကြောင့်ဖြစ်ခဲ့တဲ့ဆန္ဒပြပွဲတွေကလည်းဒီပုံစံအတိုင်းပါပဲ2024ခုနှစ်မှာတော့ကွန်နဲ့ Darbricks လိုမျိုးတွေမှာငွေကြေးဖောင်းပွားမှုနဲ့အကြမ်းတိုက်စားမှုတွေကိုစန့်ကျင်တဲ့ဆန္ဒပြလှိုင်းသစ်တွေဖြစ်ပေါ်ခဲ့ပါတယ်။လူမှုမီဒီယာဗီဒီယိုတွေမှာဆိုရင်လမ်းတွေမှာလူအုပ်တွေ ပြင့်ထန်နေတာတချို့ကတာယာရီမီးရှို့တာတချို့ကရဲတပ်ဖွဲ့နဲ့ထိတ်တိုက်ရင်ဆိုင်တာတွေကိုပြသနေပါတယ်။အစိုးရရဲ့တုံ့ပြန်မှုကတော့ပြင်းထန်ခဲ့ပါတယ်။ 2022ခုနှစ်မှာနှိမ်နှင်းမှုတွေကြောင့်လူ600ကျော်သေဆုံးခဲ့ပြီးထောင်ပေါင်းများစွာကိုထောင်ချခဲ့ပါတယ်2024ခုနှစ်မှာလည်းဒါဇင်နဲ့ချီတဲ့လူတွေသေဆုံးခဲ့ပါတယ်ဒါပေမဲ့ဖိနှိပ်မှုကဒေါသကိုရပ်တန့်မသွားနိုင်ခဲ့ပါဘူးလူတွေကအာဏာကိုသူတို့ရဲ့အသက်ရှင်ရည်ရည်ထက်ပိုအလေးထားတဲ့စနစ်ကိုယွံ့မုံနေကြပါပြီဒီလိုမငြိမ်သက်မှုတွေကဆက်လက်ကြီးထွားလာနိုင်ပြီးဘာတွေဖြစ်လာနိုင်လဲဆိုတာအတွက်သတိပေးချက်တစ်ခုပါ2024ခုနှစ်မှာအီရန်နိုင်ငံဟာကုဗမီတာတန်350လောက်တဘာဝတံငွေယုံနေမှုနဲ့ကြုံတွေ့ခဲ့ရပြီး မီးပြတ်တောက်မှုတွေနဲ့ဆက်ယုံတွေပိတ်သိမ်းရတာတွေဖြစ်ပေါ်ခဲ့ပါတယ်2024 2025စောင်းရာသီမှာတော့ကြမ်းတမ်းခဲ့ပြီးမဇဒါရန်လိုမြောက်ပိုင်းပြည်နယ်တွေကအိမ်တွေဟာရပ်ပေါင်းများစွာအပူမရပဲဖြစ်ခဲ့ရပါတယ်ဘီလက်မြေကနေတန်မဏိအထိလုပ်ငန်းတွေရပ်ဆိုင်းခဲ့ရပြီးထောင်ပေါင်းများစွာသောအလုပ်ကိုင်တွေဆုံးရှုံးခဲ့ရပါတယ်ပြဿနာကတော့တဘာဝတန်းဝေးတွင်းနေတဲ့ပိုက်လိုင်းတွေမှာနှစ်ပေါင်းများစွာရင်းနှီးမြှုပ်နှံမှုအားနည်းခဲ့တာရဲ့ဒီပညာအသစ်တွေပိတ်ဆို့ခံရတာရဲ့အကြောင်းပါအီရန်ကတဘာဝတန်းဝေးအများစုကိုပြည်ရင်းမှာတုံးဆွဲတာကြောင့်ပို့ကုန်ဒါမှမဟုတ် ဆက်မှုလုပ်ငန်းအတွက်အနှဲငယ်သာကြံပါတော့တယ်။မိပြတ်တောက်မှုတွေကဈေးနှုန်းမြင့်တက်မှုတွေနဲ့ရုန်းကန်နေရတဲ့လူတွေကိုစိတ်ပြတ်စေပြီးဆန္ဒပြပွဲအတွက်နောက်ထပ်မိတောက်တစ်ခုဖြစ်လာပါတယ်။အီရန်ရဲ့ဒေတာရိတ်မဟာမိတ်တွေပေါ်သုံးဆွဲနေတာကလည်းနောက်ထပ်ဗန်နာရေးဖိစီးမှုတစ်ခုပါပဲ။အစိုးရဟာလက်ဘနွန်ကဟစ်ဘိုလာ၊ဂါဇာကဟာမက်စ်နဲ့အီရတ်ကစစ်သွေးကြွအဖွဲ့တွေကိုတစ်နှစ်ကိုဒေါ်လာ1.6ဘီလီယံပေးနေပါတယ်။2017ခုနှစ်ကလေးကအီရန်ဟာဆီးရီးယားအစိုးရကိုထောက်ပံ့မှုဒေါ်လာဘီလီယံ50သုံးဆွဲခဲ့ပါတယ်။ ဒီငွေတွေဟာအကြောင်းတွေပြင်ဆင်ဖို့စေယုံတွေတိစောက်ဖို့ဒါမှမဟုတ်အစားအသောက်ထောက်ပံ့ရေးပေးဖို့သုံးနိုင်ပေမဲ့နိုင်ငံသားမှာဩဇာအာဏာကိုထိမ့်သိမ်းဖို့သုံးနေတာပါအီရန်လူမျိုးတွေအတွက်ကတော့ဒါဟာခါးသီးတဲ့အခြေအနေတစ်ခုပါမိသားစုတွေထမင်းမစားနိုင်ချိန်မှာစစ်ပွဲတွေကိုဘာလို့ရန်ပုံငွေထောက်ပံ့နေရတာလဲဒီလိုသုံးဆွဲမှုတွေကပိတ်ဆို့အေးအေးယူမှုတွေအတွက်လည်းဆက်လက်ထားရှိနေပါတယ်အမေရိကန်နဲ့တခြားနိုင်ငံတွေကအီရန်ရဲ့ဒီအဖွဲ့အစည်းတွေကိုထောက်ပံ့မှုကိုပြစ်မှတ်ထားနေတာကြောင့်ပါဒါဟာတန်တရာလင်းနေတာပါနိုင်ငံသားသုံးဆွဲမှုကအထူးကြံဖြစ်မှုကိုပုံမအားဖြည့်ပေးပြီး စီးပွားရေးကြိုးကွင်းကိုတင်းကျပ်စေပါတယ်ဒီအခြေအနေတွေအားလုံးကအတော်လေးဆိုးရွားတဲ့ပုံရိပ်ကိုဖော်ပြနေပါတယ်ဒါပေမဲ့အီရန်ဘာလုပ်နိုင်မလဲကောင်းတဲ့အချက်ကတော့လုံးဝမျှော်လင့်ချက်မကုန်သေးပါဘူးပထမဆုံးအနေနဲ့စီးပွားရေးပြုပြင်ပြောင်းလဲရေးကအရေးကြီးပါတယ်ထောက်ပံ့ကြေးတွေဖြတ်တောက်နိုင်ရင်ဘီလီယံပေါင်းများစွာချွေတာနိုင်ပါတယ်အခုချိန်မှာလောင်စာဆီနဲ့အစားအသောက်ထောက်ပံ့ကြေးတွေကတစ်နှစ်ကိုဒေါ်လာ80ဘီလီယံကုန်ကျနေပါတယ်တူရကီက2000ပြည့်နှစ်တွေမှာလုတ်ခဲ့သလိုတဖြည်းဖြည်းချင်းဖြတ်တောက်သွားရင်အလောက်ကိုင်းဒါမှမဟုတ် အခြေခံအဆောက်အုံတွေအတွက်ငွေသားတွေလွတ်လပ်လာနိုင်ပါတယ်။ဒါပေမဲ့ဒါကနည်းနည်းခက်ပါတယ်။ပြည်သူတွေကဈေးပေါ်တဲ့ပေါင်မုံနဲ့ဓာတ်ဆီကိုအားကိုးနေကြတာဖြစ်ပြီးဖြတ်တောက်လိုက်ရင်ဆန္ဒပြမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။အစိုးရကတော့2018ခုနှစ်မှာဂျော်ဒန်လုတ်ခဲ့တယ်လို့စင်ရဲသားတွေကိုငွေသားပေးချေမှုတွေနဲ့ဝင်ထုတ်ဝင်ပို့ကိုရှော့ချနိုင်ပါတယ်။အဲ့ဒီတုန်းကအုံကြွမှုတွေရော့ကြသေးပြီးငွေချွေတာနိုင်ခဲ့ပါတယ်။အီရန်က2010ခုနှစ်မှာအလားတူလုပ်ခဲ့ပြီးမြဲစီမံခန့်ခွဲမှုညံ့ဖျင်းလို့ဗျမ်းမတာဖြစ်သွားခဲ့ပါတယ်။အခုတော့မှန်မှန်ကန်ကန်လုပ်ဖို့လိုပါလိမ့်မယ်။ တကယ်ပြောင်းလဲမှုကိုလိုချင်နေဆိုရင်စီးပွားရေးရဲ့20ရာခိုင်နှုန်းကိုထိန်းချုပ်ထားတဲ့ revolutionary guard နဲ့ဆက်ဆက်နေတဲ့ကုမ္ပဏီကြီးတွေလိုအ धिक အဖွဲ့အစည်းတွေကိုနှိမ်နှင်းဖို့လိုအပ်ပါတယ်။ဒီလိုလုပ်ဖို့ကခက်ခဲနိုင်ပါတယ်။ဘာလို့လဲဆိုတော့သူတို့မှာနိုင်ငံရေးဩဇာကြီးမားနေလို့ပါပဲ။ဒါပေမဲ့ပြည်သူစည်ရင်စစ်ဆေးတာဒါမှမဟုတ်တရင်ပေးသူတွေကိုကာကွယ်ပေးတာလိုမျိုးသိငယ်တဲ့လှုပ်ဆောင်ချက်တွေကပြည်သူတွေရဲ့ယုံကြည်မှုကိုပြန်လည်တိဆောက်ဖို့စတင်နိုင်ပါတယ်။2010ပြည့်နှစ်တွေတုန်းကမလေးရှားဟာအာဂရိလိုက်စားမှုကိုနှိမ်နှင်းပြီး ခိုးယူထားတဲ့ရန်မုံငွေဒေါ်လာ၄ဘီလီယံကိုပြန်ရခဲ့တဲ့ဥပမာကိုအီရန်အနေနဲ့တင်ယူနိုင်ပါတယ်။ရေနံပေါ်မှီခုံမှုကိုရှော့ချဖို့အတွက်စီးပွားရေးကဏ္ဍတုံတိုးချတာဟာရေရှည်အတွက်အကောင်းဆုံးဖြည့်ရှင်ချက်ဖြစ်ပါတယ်။ရေနံပြင်ရေနံဓာတ်ပစ္စည်းလုပ်ငန်းကလည်း2024ခုနှစ်မှာဒေါ်လာ14ဘီလီယံရရှိခဲ့ပြီးအိန္ဒိယလိုနိုင်ငံတွေကိုပလတ်စတစ်နဲ့ဓာတ်မြေဩဇာတွေရောင်းချခဲ့ပါတယ်။ဒါဟာနည်းတဲ့ပမာဏမဟုတ်ပေမဲ့ပိတ်ဆို့ရေးယူမှုတွေကြောင့်ဈေးကွက်ကြီးတွေပိတ်ဆို့နေပြီးဆက်ယုံတွေကခင်မီစက်ကရီယာတွေမရရှိနိုင်သေးပါဘူး။ စိုက်ပျိုးရေးကဏ္ဍကလည်းအီရန်လူမျိုး၁၈ရာခိုင်နှုန်းကိုလောက်ကင်ပေးထားပြီးဂျုံကနေကုန်ကမန်အထိစိုက်ပျိုးနိုင်ပါတယ်။ပီစတာချီယိုနဲ့ကော်ဇောတွေကလည်းကဘာကျော်ပါတယ်။ဒါပေမဲ့လေသမားတွေဟာကာမန်မာလိုရေရှားပါမှုတွေနဲ့2024ခုနှစ်မှာတည်ယူပို့ဆောင်ရေးကန့်သတ်မှုတွေကြောင့်ပို့ကုန်စရိတ်၂၅ရာခိုင်နှုန်းတက်သွားတာမျိုးတွေနဲ့ရင်ဆိုင်နေရပါတယ်။အစိုးရအနေနဲ့ရေသွင်းစနစ်တွေမှာရင်းနှီးမြှုပ်နှံတာဒါမှမဟုတ်တူရကီလိုကုန်သွယ်မှုအတားအဆီးတွေကိုဖျက်တောက်တာတွေနဲ့လည်းကူညီပေးနိုင်ပါတယ်။ အီရန်မှာကျင်းနေတဲ့တန်တိုက်ကြီးတွေရှိပြီးတစ်နှစ်ကိုဒေါ်လာ3ဘီလီယံလောက်တန်ဖိုးရှိပေမဲ့စက်ပစ္စည်းအဟောင်းတွေနဲ့လုံထုံးလုံနှိအရှုပ်ထွေးတွေကြောင့်ဖွံ့ဖြိုးမှုနှေးကွေးနေပါတယ်။ဒီလုပ်ငန်းတွေဟာအီရန်ရဲ့အလားအလာကိုပြသနေပေမဲ့လက်ရှိမှာတော့တန့်နေပါတယ်။ပိတ်ဆို့ရေးယူမှုတွေရှော့ချနိုင်တာဒါမှမဟုတ်ရန်ပုံငွေတွေဝင်လာတာမျိုးဖြစ်မယ်ဆိုရင်သူတို့ကတန်ပေါင်းများစွာသောလောက်ကိုင်းတွေကိုဖန်တီးနိုင်ပြီးစီးပွားရေးကိုတည်ငြိမ်စေနိုင်ပါတယ်။အခုချိန်မှာတော့ဒါတွေဟာဖြစ်လာနိုင်ခြေရှိတဲ့အရာတွေရဲ့အရေးအယံမျှတာဖြစ်ပါတယ်။နိုင်ငံတကာဆက်ဆံရေးကလည်းအဓိကကြပါတယ်။ ပိတ်ဆို့ရေးယူမှုတွေရုတ်သိမ်းမယ်ဆိုရင်အီရန်ဟာရေနံကိုလွတ်လွတ်လပ်လပ်ရောင်းချနိုင်ပြီးအေးခဲခံထားရတဲ့ဒေါ်လာ90ဘီလီယံပိုင်ဆိုင်မှုတွေကိုပြန်ရယူနိုင်ပါတယ်။2015ခုနှစ်နျူကလ িয়ার သဘောတူညီချက်ကဒါကဖြစ်နိုင်တယ်ဆိုတာကိုတက်သေးပြခဲ့ပါတယ်။ငွေကြေးဖောင်းပွားမှုဟာတစ်နှစ်အတွင်း35ရာခိုင်နှုန်းကနေ900ရာခိုင်နှုန်းအထိကျဆင်းခဲ့ပြီးခရီးသွားလုပ်ငန်းကိုလည်းတိုးတက်လာစေခဲ့ပါတယ်။ခရီးသွားလုပ်ငန်းကိုလည်းတိုးတက်လာစေခဲ့ပါတယ်။ဒါပေမဲ့2018ခုနှစ်မှာအမေရိကန်နှုတ်ထွက်ခဲ့တာကဒီတိုးတက်မှုကိုရပ်တန့်စေခဲ့ပါတယ်။သဘောတူညီချက်ကိုပြန်လည်အသက်သွင်းဖို့ ဆွေးနွေးပွဲတွေဟာ2024ခုနှစ်မှာရပ်တန့်သွားခဲ့ပြီး2025ခုနှစ်မှာ Iran-Israel တင်းမာမှုတွေမြင့်တက်လာတာကြောင့်အခြေအနေတက်တာဖို့ကအလံဝေးနေပုံရပါတယ်။တရုတ်ကတော့အသက်သွေးကြောတစ်ခုပါပဲ။ဒီနေ့ကိုရေနန်စီ1.2တန်းဝယ်ယူပြီးစိတ်ကန်းတွေမှာလည်းရင်းနှီးမြှုပ်နှံနေပါတယ်။ဒါပေမဲ့သူတို့ကခက်ခဲတဲ့မိဖက်ဖြစ်ပြီးဈေးနှုန်းတွေကိုအကြီးအကျယ်လျှော့ချခိုင်းပါတယ်။ရုရှားနဲ့တူရကီတို့ကလည်း Iran နဲ့ကုန်သွယ်နေကြပြီမဲ့အနောက်နိုင်ငံဈေးကွက်တွေကိုတော့အစားမထိုးနိုင်ပါဘူး။ American ဒါမှမဟုတ်ဥရောပနဲ့တင်းမာမှုတွေကိုလျှော့ချနိုင်မယ်ဆိုရင် ကုံသွယ်မှုတွေပြန်ပွင့်လာနိုင်ပေမဲ့ Hezbollah လို့အဖွဲ့တွေကိုအီရန်ရဲ့ထောက်ပံ့မှုကအီရန်ကိုအထီးကျန်ဖြစ်စေပါတယ်။ဒါဟာခက်ခဲတဲ့အခြေအနေတစ်ခုပါ။တန်တမန်ရေးရာကကူညီနိုင်ပေမဲ့နိုင်ငံရေးကအခက်ခဲဖြစ်စေပါတယ်။အီရန်ဤစီးပွားရေးအခက်ခဲများနဲ့အနာဂတ်အလားလား။အီရန်နိုင်ငံဟာဒီနှစ်ခေတ်မှာကြီးမားတဲ့စီးပွားရေးပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်အာဂတိလိုက်စားမှုကိုတိုက်ဖြတ်ခြင်းနဲ့ စီးပွားရေးကဏ္ဍသုံးကိုတိုးချဲ့ခြင်းတို့ဟာအဓိကလိုအပ်ချက်တွေပါပဲ။အီရန်ရဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေမှာကြီးမားတဲ့အတားအဆီးတွေရှိနေပါတယ်။အီရန်ဆိုရတဲ့က headliner တွေဟာပြုပြင်ပြောင်းလဲမှုတွေကသူတို့ရဲ့အာဏာကိုထိခိုက်စေမယ်လို့စိုးရိမ်ကြတာကြောင့်2023ခုနှစ်ကလိုမျိုးအသုံးဝင်တဲ့စီမံကိန်းတွေကိုဆက်လက်ပိတ်ဆို့နေတာကိုတွေ့ရပါတယ်။ဒါအပြင်တင်းကျပ်တဲ့ပိတ်ဆို့အရေးယူမှုတွေကလည်းဖိအားတွေဖြစ်စေပါတယ်။2025ခုနှစ်မှာအမေရိကန်ကအီရန်ဘဏ်နဲ့ရေနံကုန်သွယ်ရေးပေါ်ပြစ်ဒဏ်အသစ်တွေထပ်ချခဲ့တာကြောင့်ပိတ်ဆို့ရေးယူမှုတွေဟာပိုပြီးတင်းကျပ်လာနေပါတယ်။ အီရန်ရဲ့နာကန်တဲ့ပတ်သက်ပြီးကျွမ်းကျင်သူတွေကြားမှာအမြင်ကွဲလွဲမှုတွေရှိပါတယ်။အကောင်းမြင်သူတွေကတော့2024ခုနှစ်မှာ GDP 1.2ရာခိုင်နှုန်းတိုးတက်ခဲ့တာ။ရေနံစိမ်းနှုန်းမြင့်တက်နေတာနဲ့ဤပညာကဏ္ဍရဲ့ခံနိုင်ရည်ရှိမှုကိုထောက်ပြပြီးမျှော်လင့်ချက်ရှိတယ်လို့မြင်ကြပါတယ်။ဒါပေမဲ့အစိုးမြင်သူတွေကတော့ real ငွေကြေးကျဆင်းနေတာကြောင့်2026ခုနှစ်မှာငွေကြေးဖောင်းပွားမှုကြီးမားနိုင်ကြောင်းပိတ်ဆို့ရေးယူမှုတွေဇက်တိုက်တင်းကျပ်လာရင်အလုပ်လက်မဲ့နှုန်း15ရာခိုင်နှုန်းအထိမြင့်တက်နိုင်ကြောင်းသတိပေးကြပါတယ်။ ဆန္ဒပြပွဲတွေဟာလည်းပြုပင်ပြောင်းလဲရေးကိုတွန်းအားပေးနိုင်သလိုပြင်းထန်တဲ့နှိမ်နှဲမှုတွေစီလည်းဥတည်နိုင်တာကြောင့်မတိကြမေးရမှုတွေရှိနေပါတယ်။အီရန်ရဲ့အကြက်တဲဟာသူ့နိုင်ငံတစ်ခုတည်းရဲ့ပြဿနာမဟုတ်ဘဲကမ္ဘာပြဿနာတစ်ခုပါပဲ။အီရန်ကကမ္ဘာရေနံ300ခန်းလုံးကိုထောက်ပံ့ပေးပြီးဟော်မုစ်ရေလက်ကြားမှာစိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်ခဲ့ရင်ရေနံစင်းလုံးတွေမြင့်တက်နိုင်ပါတယ်။ဒေတာရင်းပဋိပက္ခတွေမှာအီရန်ရဲ့ပါဝင်မှုကသူ့စီးပွားရေးကိုကမ္ဘာလုံခြုံရေးနဲ့ချိတ်ဆက်ထားပြီးဆန္ဒပြမှုတွေကမတိမငြိမ်ဖြစ်စေမယ်ဆိုရင်ဒေတာရင်းတိုက်ပွဲတွေပိုကြီးထွားလာနိုင်ပါတယ်။ ဒုက္ခသည်ပြဿနာကလည်းနောက်ထပ်အန္တရာယ်တစ်ခုဖြစ်ပြီးအီရန်ကနေဒုက္ခသည်တွေထွက်ပြေးလာရင်အိမ်နီးချင်းနိုင်ငံတွေကိုဖိအားပေးနိုင်ပါတယ်။နှစ်ပေါင်းများစွာဂျင်းနန်ပေါ်မိခုမှုအာဂရီလိုက်စားမှုတွေအထူးကြံမှုတွေဟာအီရန်ကိုပြိုလဲလူနီးပါးအထိတွန်းပို့ခဲ့တာပါ။ငွေကြေးဖောင်းပွားမှုအလုပ်လက်မဲ့မှုနဲ့ကုန်ပစ္စည်းရှားပါးမှုတွေကမိသားစုတွေကိုဖိစီးနေပါတယ်။ပြည်သူတွေကပြောင်းလဲမှုကိုလိုလားနေတာကိုဆန္ဒပြပွဲတွေကပြသနေပေမဲ့အစိုးရကတော့ပြုပြင်ပြောင်းလဲရေးနဲ့ဖိနှိပ်မှုကြားမှာပိတ်မိနေပါတယ်။ ဖြည့်ရှင်းနည်းတွေရှိနေပေမဲ့ကြီးမားတဲ့အတားအဆီးတွေနဲ့ရင်ဆိုင်နေရစေပါလူသားချင်းစာနာမှုဆိုင်ရာဆုံးရှုံးမှုတွေကတော့ရင်နှင်းစရာပါပဲကမ္ဘာကဒီအခြေအနေကိုလှစ်လျူရှုထားလို့မရပါဘူးအီရန်ပြည်သူတွေဟာပိုကောင်းတဲ့အနာဂတ်တစ်ခုကိုရသင့်ပါတယ်သူတို့ဒါကိုရရှိကြမလားဒါမှမဟုတ်ဒီအကြက်တဲကဒေတာကိုလှုပ်ခါမဲ့ဗယံမတာတွေကိုဖြစ်ပေါ်စေမလားဆိုတဲ့မေးခွန်းကတော့ကြံရှိနေစေပါဒီအဖြေကတော့ကျွန်တော်တို့အားလုံးကိုတက်ရောက်မှုရှိမှာသိကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ